ီဂျင်ပါမဲ့ရွေးကောက်ပွားဟာမွန်ပြည်နယ်မှာမြို့နယ်၆မြို့နယ်ခန်းသာဂျင်ပါနိုင်ချင်းရှိတယ်လို့မွန်ညညွက်ရေးပါတီ MUP မှပြောရစ်ဆိုခွင့်ရှိသူနိုင်တန်းရွှေကပြောပါတယ်စစ်ကောင်စီအနေနဲ့အခုနှစ်ဒီဇင်ဘာလမဟုတ်ရင်2026ခုနှစ်ဇန်နဝါရီလအတွင်းရေကောက်ပွဲချင်းပတော်ဖို့စီစဉ်ထားကြောင်းစစ်ကောင်စီအကထပို့ကြောင့်မှုကြီးမြောင်းလှိုင်းကမက်လ9ရက်နေ့မှာဘယ်လာရူးခီးစင်အတွင်းပြောကြားခဲ့ပါတယ် ထိုရွေးကောက်ပွဲပေါ်မိမိတို့ MUP ပါတီအနေနဲ့ပြင်ဆင်ထားတာမရှိသေးကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ရဲ့ညွှန်ကြားချက်ဟာမထွက်လာသေးကြောင်းနိုင်တန်းရွှေကပြောပါတယ်ကျွန်တော်ကတော့ဘာမှပြင်ဆင်ထားတာမရှိသေးဘူးလေ။ဘာဖြစ်ဆိုတော့ဟိုကျွန်တော်တို့ကကော်မရှင်ရဲ့ဒီရွေးကောက်ပွဲနဲ့ဆိုင်တဲ့ဒီကော်မရှင်ရဲ့ညွှန်ကြားချက်တွေဟိုဘာမှမထွက်လာသေးဘူးဆိုတော့ကျွန်တော်တို့ ဘာမှလည်းပြင်ဆင်ထားရတာတော့မရှိသေးဘူးပေါ့နော်ဒီရွေးကောက်ပွဲအတွက်တော့တော့ဝဲကျတော်တော့ကျင်းပနိုင်တယ်ကျင်းတယ်နော်ဥမာ6မိနစ်လောက်တော့ကျင်းပနိုင်လောက်မယ်အဲ6မိနစ်လည်းအပြည့်အစုံတော့မဟုတ်ဘူးတချို့မိနစ်လည်းဟိုဘယ်လိုပြောမလဲမျိုးပေါ်နဲ့အဲ့လောက်ပဲဟိုကျင်းပနိုင်ဥမာရေးဆိုလို့ရှိရင်ရေးမျိုးဟို ်သူင်းနဲ့အခြားယူရတယ်နည်းငယ်ပဲရှင်းပနိုင်မယ်နော်အဲ့လောက်ပဲရှင်းပနိုင်မယ်ရှင်းပါတယ်နော်ဟိုလင်းက6မြို့နယ်လောက်ပါမွန်ပြည်နယ်မှာမြို့နယ်ဆယ်မြို့နယ်ရှိတဲ့အပြင်တန်ဖြူစီရဲ့မူတာ မော်လမြိုင်ချောင်းဆောင်ပန်းကျဲမြော်မြို့နယ်နေရချိုးနယ်ရင်းမြို့ပေါ်ရက်ွက်ခြေရွာချိုးမှာရွေးကောက်ပေါ်ကျင်းပနိုင်ခြင်းရှိတယ်လို့ပြောပါတယ် ရွေကောက်ပွဲကျင်းပမယ်ဆိုပါကလောင်ချော်ရည်ဟာအတိကချင်းချောက်မှုဖြစ်လာနိုင်ပြီးမဲဆွယ်စီရောက်မှုတွေလူထုဟော်ပြောပေါ်တွေလတ်တော်ကိုစလဲတွေရဲ့လောင်ချော်ရည်မှာစိုးရိမ်ရတဲ့အခြေအနေတွေရှိလာနိုင်ကြောင်းတောင်းတမှုတွေလည်းရှိပါတယ်ဒါပြင်ဂင်ပြည်နယ်မှာလည်းဖအဲနဲ့လိုင်ပွဲမြို့နယ်တစ်ခုထဲတာရေကောက်ပွဲကျင်းပနိုင်ခြေရှိကြောင်းဂီယေမျိုးသားဒီမိုကရက်တစ်ပါတီအောက်ကထမဲအောင်ဘီဆိုကပြောပါတယ်ရေကောက်ပွဲကျင်းပနိုင်ရင်တော့ကောင်းတယ်ဟိုရေကောက်ပွဲကျင်းပဖို့ ဟိုကျိုးသားပြခြင်းနဲ့ဒီကောက်ပွဲကိုသမသမပြည့်စုံတဲ့နီးနဲ့ဟိုအာအန်ဒီလူလူခင်ခင်ရှိတဲ့နီးနဲ့ဒီကောက်ပွဲကျင်းပတာကိုကျူးဆိုတဲ့အာသူပြောတာကျွန်တော်ဒီမှာတော့ဘာမှတရားဝင်မလာသေးတော့ကျွန်တော်တို့အထက်ရောက်ပဲအနည်းချင်းတော့ပဲပြောတာဆိုတာကြားသေးတယ်ဟိအော်ကြည့်ရကျွန်တော်မမမပြင်ပြရသေးပါဘူးအဲကျွန်တော်ကင်ပြင်းရလုံးလုံးတဲ့အချိန်တွေကမြို့နယ်နှမြို့နယ်လောက်ပဲနည်းနည်းလေးဖြစ်နိုင်ချင်နေတဲ့ ရှိတယ်ပေါ့ကျန်တဲ့မြို့နယ်တွေကဖြစ်နိုင်ခြင်းနည်းနည်းတယ်ပေါ့ဗျာဒါဘလို့စီစဉ်လဲတော့ပြောတာဟုတ်ပေါ့နော်အခဲအဲ့ဒီမြို့နယ်တော့ပဲဆိုလို့ရှိရင်လည်းအာနည်းနည်းတော့တမျိုးလေးတော့ဖြစ်နေတာပေါ့မြို့နယ်တော့ပဲလုပ်နေသေးတယ် လက်ရှိမှာစစ်ကောင်စီဖော်စီထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံပြည်လည်မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီ94ပါတီရှိနေတယ်လို့သိရပါတယ်စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုမပြက်ပြက်အောင်ဖြစ်မယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG ကပြောဆိုထားတယ်လို့တော်လည်ရေးအစုတွေကလည်းကက်ကွက်မယ်လို့အတီးတီထောက်ပြန်ထားပါတယ်ရှင်